မင်္ဂလာပါရှင်ခစ်သစ်မန္တလေးကနေဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးရုရှားဩဇာကဘယ်လာရုစ်နိုင်ငံသို့အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ထွက်ခွာတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် ရုရှားဩဇာကဘယ်လာရုနိုင်ငံကိုစရုပ်ထအခြေမြောက်ဥရောပအာရှစီးပွားရေးဖိုရမ်တက်ရောက်ဖို့အကြံဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လိုင်ကဒီနေ့မနက်မှာနေပြည်တော်ကနေလေရင်နဲ့ထွက်ခွာသွားပြီလို့သိရပါတယ်ဘယ်လာရုနိုင်ငံ မစ်မြို့မှာစရုပ်ထအခြေမြောက်ဥရောပအာရှစီးပွားရေးဖိုရမ်ကိုဇွန်လ26ရက်နေ့29ရက်နေ့မှာပြုလုပ်သွားဖို့ရှိနေပြီးစစ်ကောင်ဆောင်မင်းအောင်လိုင်နဲ့တူ UMFCCI မှပါဝင်တဲ့ခရိုနီစီးပွားရေးသမားတွေလည်းလိုက်ပါသွားတယ်လို့စီးပွားရေးအတိုင်းဝိုင်းနေစီကသိရပါတယ် EAEU ရဲ့အလဲကြောင့်ဥက္ကဋ္ဌဖြစ်တဲ့ဘယ်လာရုရှ်နိုင်ငံရဲ့သမ္မတကစစ်ကောင်းဆောင်ကိုဖိတ်ခေါ်ခဲ့တာဖြစ်ပြီးစစ်ကောင်းဆောင်ကိုလည်းတရားတွေးဆုံမှာဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်းဆောင်ဟာဥရောပအာရှစီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနဲ့လည်းတွေးဆုံသွားဖို့ရှိပြီးဘယ်လာရုရှ်ကတဆင့်ရုရှားကိုဆက်လက်ထွက်ခွာအောင်မယ်လို့သိရပါတယ်။စစ်ကောင်းဆောင်ဟာအဆိုပါခီးစဉ်တွင်ဘယ်လာရုရှ်နဲ့ရုရှားမှာရှိတဲ့ဆက်ယုံအလုပ်ယုံတွေကိုပါတွားရောက်ဖို့ရှိနေပြီးနှစ်နိုင်ငံအစိုးရနဲ့ချစ်ကြည်ရေးစီးပွားရေးလုံခြုံရေးဆိုင်ရာတွေအပါ ဏ္ဍပေါင်းစုံမှမဟာပြူဟာမြောက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုထားကြောင်းသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ကဘာကြီးစစ်ဖြစ်တော့မည်လို့ဟုရောင်ရမ်းမြည်တမ်းနေချိန်တွင်စေအုပ်စုကသူ့အလုပ်သူအလုပ်မပြတ်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ဒေါ်လန်ရီကိုအပြော့သွားစေရန်စစ်လော်ဘီများကကဘာစစ်ကြီးဖြစ်တော့မည်ဟုသွေးထိုးလှုံ့ဆော်ပေးလာနေချိန်မှာတစ်ဖက်ကစေအုပ်စုသည်တရုတ်လုံခြုံရေးတပ်ဖွဲ့များနိုင်ငံ내ခေါ်သွင်းရမှသည်ရွေးကောက်ပွဲတွင်၎င်းတို့အကွက်ချထားသည့်ရလက်များတတွေ့မသိဖြစ်လာဖို့အတွက်အကောင့်ထဲပေါ်လာနေပြီဖြစ်ပါသည်။ စေယုစုခန့်ပြည်ထရေးဝင်ကြီးဗိုလ်ချုပ်ထွန်းထွန်းနောင်မှတရုတ်လုံခြုံရေးတပ်ဖွဲ့များနိုင်ငံတွင်ခြေချနိုင်ရေးကိုကြီးကြပ်ရေးကော်မတီအစည်းအဝေးကိုနေပြည်တော်ရှိရဲချုပ်ရုံးမှစတင်ခေါ်ယူလိုက်ပြီးဖြစ်ပါတယ်။တရုတ်လုံခြုံရေးတပ်ဖွဲ့များသည်နိုင်ငံလုံခြုံရေးဥပဒေစိုးမိုးရေးငြိမ်ဝဲပြည်ပြားရေးတို့အတွက်လိုအပ်သည်ဟု၎င်းတို့ဘာလို့လို့ထောက်ခံကြရမည်လူများကိုအရှက်မရှိပြောလာခဲ့ပါတယ်။ မဲအောင်လိုက်အာနာသိမ့်မှုတဲ့တန်းဒီအားမြည်သည့်အခြေအနေထိဆက်ရောက်သွားစေခဲ့သည်ဆိုသည်ကမြင်းမရအောင်ထုတ်ပြလိုက်ရသည့်တက်သေးဖြစ်လာခဲ့ပါတယ်။၎င်းတို့အာကိုတကြီးနှင့်ခွင့်ပြုလိုက်ရသည့်အဆိုပါပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများကိုကြီးကြပ်ပေးရမည်ဆိုသောစကားကလည်းထမင်းစားကြီးသူတိုင်းအုံနာကိုလှောင်ပြောင်းလိုက်ခြင်းလည်းဖြစ်ပါတယ်။ တရုတ်သည်ရှမ်းမြောက်ဒေသတွင်၎င်းတို့၏လက်အောက်ခံကိုကန်တပ်များကိုလာရှိုးအထိဆင်လွတ်ခဲ့ပြီးနောက်ဝန်ကြီးသည်2024ဩဂုတ်လတွင်နေပြည်တော်သို့ပထမဆုံးအကြိမ်တရားဝင်ခီးစဉ်ဖြင့်ပေါက်ချလာပြီး၎င်းတို့လုံခြုံရေးတပ်များဝင်ရောက်ခွင့်ပြုရန်အထိချင်းချောက်အကြမ်းကင်လိုက်ခဲ့ရမှာ ချင်းချောက်အကြက်ကင်လာခဲ့ရမှာစတင်လာခဲ့ခြင်းဖြစ်ပါတယ်။ဤသို့ဖြင့်ထွက်ပေါ်လာသောပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီအဥပဒေဖြင့်စိတ်ချရလောက်သည့်အခြေအနေရောက်လာချိန်မှာတော့ဘိုးကန့်တက်များအားလာရှုမှပြန်ဆုတ်ခိုင်းခဲ့ပြီးယခုကတီဘောကိုပင် ပြန်ပေးရန်အထီးစီစဉ်နေပါတယ်။ ဗြိတိရှားကိုလိုနီဘဝမှာလွတ်မြောက်ရန်အသက်သွေးချွေးပေါင်းများစွာရင်၍တိုက်ယူခဲ့သောတိုင်းပြည်အချုပ်ချာအာဏာတီက၎င်းတို့အာဏာတီမြေရေးတာပဓာနဆိုသောစေအုပ်စုများလက်တွင်စတင် ဆုံးရှုံးသွားခဲ့ရပြီဖြစ်ပါတယ်။နောက်ပိုင်းတွင်တရုတ်သားမကမြောက်ကိုရီးယားရုရှားတို့ကိုပါခေါ်သွင်းလာကြအောင်မည်ဖြစ်ပါတယ်။ကမ္ဘာကြီးအခြေအနေကပြောင်းလဲလာနေပြီးအားလုံးကလည်းနှစ်ပေါင်း60ကျော်အခြေချလာပြီးဖြစ်သည့်ကမ္ဘာလုံးကျုံရေးငြိမ်းချမ်းရေးစနစ်ကြီးကိုအရေးမထားတော့ကိုလုံချင်ရမျက်နှာပြောင်တိုက်ခါလုပ်နေကြပြီ ဖြစ်ပါရယ်မြန်အောင်လိုင်းဒီလည်း၎င်း၏အာနာတီမြေရီအားထိုများနှင့်စိတ်မချနိုင်သည့်အလားရွေးကောက်ပွဲအား၎င်းဖြစ်စေခြင်းဒီမှတစ္ဆက်ကလေးများအတင်းစားမခံရလျောက်အီလက်ထရောနစ်မဲပေးစနစ်ကျင့်သုံးလာခဲ့ပါရယ် အဆိုပါမဲပေးစနစ်သည်ရှင်းလင်းလာပါတယ်မဲကိုပင်ရေတွက်နေစရာမလိုမြည်သို့သောရလက်ပင်ထွက်ပေါ်စေကမူ၎င်းတို့လိုသလိုတမဟုတ်ချင်းပြောင်းလဲပြည့်၍ရပါတယ်ထိုစနစ်သည် Wi-Fi Internet Bluetooth မလိုပဲ Operating System ၎င်းတို့ဖြင့်ထိန်းချုပ်၍စင်ပေအန်ဆော့စ်မူပင် ကြွေးကြော်နေပြီဖြစ်ပါတယ်ထို့အတွက်ခင်မီတိုးတက်နေတဲ့အနောက်နိုင်ငံများအာရှနိုင်ငံများပင်ယခုကဲ့သို့မဲပုံးတွင်မဲလာထက်ရသည့်စနစ်ပင်ကျင့်သုံးနေကြဆဲဖြစ်ပါတယ် ထို့များပင်အမရသည်မဲယုံများကိုကြည်ကျဲရဲမဲပီးဆက်များကိုကင်တွဲရဲ၎င်းတို့လက်ရွေးစင်ရွေးချယ်ထားသူများကိုလိချင်းပေးရန်ပင်မဲအောင်လိုင်းဖြစ်စီခြင်းသည့်ရွေးကောက်ပွဲကိုတာဝန်ယူကပြအသုံးတော်ခံရမည်ရွေးကော်ကညွှန်ကြားလာပြီးဖြစ်ပါသည်ရခင်ကပြတ်ထန်းထားသည့်ရွေးကောက်ပွဲဆက်ကော်မရှင်ဥက္ကဋ္ဌအဖြစ်တတိပုဂ္ဂလကရမီရဖ၃ဦးဖြစ်ရမည်လက်ထောက်များဖြင့်ပညာရှင်အစဉ်ရှိသူ၂ဦးပါဝင်ရမည်ဆိုသည်တို့အားပယ်ဖြတ်လိုက်ပြီးဖြစ်၍ယခုကမဲအောင်လိုင်းအလို့ကျလုပ်ပေးမည်နိုင်ငံဝန် တန်းစစ်ထွက်မိသူမဆိုခန့်လို့ရသွားပြီဖြစ်ပါတယ်။ကျင်းရွာအစင်တီရွေးကောက်ပွဲလုပ်ငန်းရှင်အလုံးကိုစေအုပ်စုမှလုံးဝထိန်းချုပ်ခွင့်ရသွားပြီဖြစ်ပါတယ်။ထို့သူပြင်ဆင်လိုက်ပြန်သည့်အတွက်ရခိုင်ကပင်ယုံကြည်မဲ့နေသည့်ရွေးကောက်ပွဲသည်ပို၍ပင်ဆိုးသွားပြီဖြစ်ပါတယ်။ ဒီချင်းကလည်းဒေကြပေါအနိုင်ရမည်ဟုယုံကြည်ထားသည့် USDP ပါတီကောင်းဆောင်ခင်ရီနှင့်အရန်အဖြစ်ထားသည့်တသက်ခိုင်တို့အား၎င်းတို့မူဝါဒတိုင်ကပြအသုံးတော်ခံရေးဒေကြစီရင်ဒီယိုကွန်မြူနစ်ပါတီမှဖိတ်ကြားသည့်ဆိုကဒီချင်းတို့ဆင့်ခေါ်လိုက်ပြီးဖြစ်၍ထွက်ခွာသွားပြီးဖြစ်ကပီကင်းပြန်ခင်ရီပီကင်းပြန်တသက်ခိုင်တို့ဖြစ်လာပေတော့မည်ပြည်သူတို့၏ခုခံတွန်းလှန်စေမုံချအောင်ရမည်